မိတ်ဆွေဗုဒ္ဓဂူသာသမီအားလုံးအတွက်စနေရ6လ2025ကနေ17ရက်6လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကန္နာတစ်ခုညီညီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီတပတ်ကာလမှာကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီတွေပေါ့လေအဲဘလိုကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အလုတ်ကပဲစပြောကြပါဆိုပြနော်။အဲဒီကာလမှာဝန်ထမ်းတွေတာဖြစ်ခဲ့မယ်ဆိုရင်အလုတ်ဖြစ်ရင်ဖြစ်မဖြစ်ရင်အိမ်နေရာထိုင်ခင်းအိုးအိမ်နေရာထိုင်ခင်းပြောင်းရတတ်တဲ့ဌာနပြောင်းရတတ်တဲ့ဂိမ်းတွေမှာပါတယ်ပြနော်။ယာရုတိုအပြောင်းအရွှေ့နဲ့ပြောင်းရတတ်တဲ့ဂိမ်းတွေမှာပါတော့ တစ်ဖက်ကကြည့်ရင်တော့ဝမ်းသာဖို့ကောင်းလာတယ်နော်ဆိုတော့အဲယာလူတို့တဲ့ဂိမ်းရှိတယ်တချို့ကယာလူတို့ရင်တို့မတို့ရင်လသာတို့တဲ့အနေအထားရှိတဲ့အတွက်ဝမ်းသာဖို့ကောင်းတယ်ဗျာနော်ပြီးတော့အလုံးမရှိသေးတဲ့သူတွေဆိုလည်းဒီကလာမှာကြိုးစားပြီးတော့အလုပ်တွေကိုတစ်ဖက်ကရှာဖို့ရှာဖွေပေးပါဗျာနော်အလုံးမရှိသေးတဲ့သူတွေဆိုရင်အလုပ်တွေရတတ်တဲ့ဂိမ်းရှိပါတယ်ဗျာနော်ဆိုတော့အလုံးနဲ့ပတ်သက်ပြီးတော်တော်လေးအားကောင်းတယ်အဲနောက်တစ်ခုဒီကလာမှာငွေကြေးအဆင်ပြေတဲ့သူတွေဆိုလို့ရှိရင်အဲအိုးသက်အိမ်သက်ရတတ်တဲ့ဂိမ်းတွေမှာပါတယ် အိမ်ပြရတာအိမ်ဆောက်ရတာအိမ်သစ်ဝယ်ရတာအထာမျိုးလေးတွေဖြစ်တတ်တယ်ပြီးတော့ဒီကာလမှာအဲ့လိုမျိုးစောက်မယ်ဆိုရင်လည်းစောက်လို့အသင့်တော်ဆုံးကာလဖြစ်နေတာတို့ကတွေ့ရတယ်ဗျနော်တချို့ကတော့တိုက်ခန်းနေဖြစ်စေပေါ့လေအဲ့ဒါနေရာထိုင်ခင်းနေအသက်ရထတဲ့ဂိမ်းတွေမှာရှိတဲ့တို့အမရဝန်တာဖို့ကောင်းတယ်အဲရှိတဲ့ပတ်စံတွေကိုအိမ်မှာအသုံးချမယ်ဆိုရင်ပို့ပြီးတော့ထိရောက်ပါတယ်ဗျနော်အလိမ်လွင့်မဖြစ်တော့ဘူးပေါ့အဲ့တော့အလုတ်ကတော့အဆင်ပြေပြီအဲ့မှာတခုမှားစရာရှိတယ်ဘလောက်ပဲအလုတ်အဆင်ပြေပြေမပြေပြေအလုတ်မှာ तू ကအဲကိုတိုက်ခိုက်တဲ့သူမနာလိုတဲ့သူတွေအလိုမရှိတဲ့သူတွေရှိနေတယ်ဆိုတာကတော့အသေးချာပဲအဲ့ဒါလေးသိသိချင်းတယ် အဲဒီကလာမှလေဗုဒ္ဓကုသသမီးတွေတဖက်မှာဘလောက်ကောင်းကောင်းဘာပဲလုပ်လို့ကိုကချစ်လို့ပြုံးကြရအောင်ကိုကိုမုန်းမဲ့ဆိုတဲ့သူတွေကိုကိုတသက်မှတ်နေထိုင်နေပြဿနာလာရှာနေတဲ့သူတွေဒီအလိုလိုပေါ်လာလိမ့်မယ်အထူးသတိထားပြီးတော့ဟိုဟာတိခန့်စိတ်မွေးရမယ်မြေတားစိတ်ထားရမယ်ဥပိ္ပခါပြူရမယ်အဲ့လိုလေးလုံးမှရမယ်နော်အဲ့လိုမှမဟုတ်ဘူးကိုလည်းဘာမှမဟုတ်တာမလုပ်ဘဲနဲ့ဗလိုင်းလာပြီးတော့ဆွဆွဲတာတွေပြောဆိုတာတွေအဲ့လိုမျိုးတွေခံတဲ့အခါမှာမခံနိုင်လို့ထပြီးဖြစ်ရင်ပြဿနာကြီးကြီးမားမားပိုဖြစ်တာပိုပြီးစိတ်နှောက်ယှက်ဖြစ်စရာလေးတွေကြုံရတတ်တယ် နော်ဒီကလကရန်အတိုက်ခိုက်အများဆုံးကာလလို့ခေါ်တဲ့အတွက်အထူးသတိထားပါလို့ထက်တယ်လဲလဲအကြံပေးခြင်းနဲ့နော်လုံးဝမပေါ်ဆက်ပါနဲ့တချို့တွေဆိုရင်အလုတ်ကတော့အစဉ်ပြေပါရဲ့အထက်လူကြီးကလည်းကိုညီဆောက်ရပါရဲ့ဒါပေမဲ့လုတ်ဖို့ကိုင်းမဲ့အချင်းချင်းတို့အောက်လက်ငယ်သားတွေတို့ခဏခဏဂုံတိုက်တာတွေအများအားတိုက်ခိုက်ဖို့ချောင်းမြောင်းနေတာတွေဖြစ်တဲ့ခါမှာလက်ရှိအလုတ်ကနေထွက်ချင်ပြောင်းချင်တဲ့စိတ်တွေပါပေါ်လာတယ်အလုတ်အဆင်မပြေတာမဟုတ်ဘူးပြေလာတယ်ရန်နေပါလေအဲ့လိုမျိုးတွေကိုသဘောမကျတဲ့သူတွေကြတော့လေနိုင်ပါရေးဆိုတော့သဘောကျတဲ့သူတွေကလက်ရှိလောက်ကနေပြောင်းရင်ရွှေ့ရင်တဲ့စိတ်တွေပေါ်လာပါလေရော့ တော့အဲ့လိုမျိုးပြောင်းခဲ့ရင်မကောင်းဘူးပေါ့လေလက်ရှိလုံးမှာပဲလုပ်နေပါလာတာတို့တာယာရုတို့တဲ့အနေထားလေးတွေကြုံရတတ်တယ်အဲ့ဒီမှာဝင်ထမ်းနေဆိုရင်ဒီကာလမှာယာရုတို့အပြောင်းချီတော့ဖြစ်ပါရဲ့သို့တော့အဲစစ်မကြီးရတွေနဲ့မကင်းတဲ့နေရာဒေသတွေကိုပြောင်းအောင်ရှူရတဲ့ဂိမ်းတွေမှာပါတဲ့အတွက်အထူးသတိထားပါလို့ထပ်တလဲလဲအကြံပေးခြင်းနဲ့နော်အဲဘောရူဒါမီရင်တူတော့လည်းပဲတယောက်နဲ့တယောက်ကံအဲအစိုးအကောင်တော့ကွာခြားမှုတွေတော့ရှိပါရှိပါလိမ့်မယ်ဗျာနော်အခြေအနေပတ်သက်ပြီးထည့်ဟောပေးခြင်းနဲ့အရန်ရေးကြည့်လို့ပါဗျာနော်အဲချစ်သူမရှိတဲ့သူတွေဆိုရင်ဒီကာလမှာချစ်သူရတတ်တယ်ဗျာနော် အခြေသူရှိတဲ့သူတွေလည်းအိမ်အောင်ကြရတ်ပါလေဗျအဲ့လိုကိန်းခံလေးသွားတွေ့တယ်ဒါပေမဲ့လို့အဲ့ဟာတွေကကောင်းလာလို့မေးလို့ရှိရင်ဒီကာလမှာဗုဒ္ဓဟူသားသမီးတွေအခြေအိမ်အောင်ကြီးငုတ်လို့ထိုင်နေတဲ့ပြဿနာထားတတ်တဲ့အဲတတိယတယောက်ပေါ်တဲ့အနေအထားတွေကြုံရတတ်တယ်ပြော်ဒီကလာမှာအိမ်အောင်ပြုတ်မဲ့ဆိုရင်လည်းနှစ်ဖက်မိသားစုတွေကသဘောမတူတဲ့အတွက်စန့်ကျင်ကန့်ကွက်တာတွေပြင်းပြထန်ထန်ကြုံရတာမျိုးတွေဖြစ်တတ်တဲ့အတွက်နောက်ဆုံးခိုးရလိုက်ပြတာတို့နားလည်မှုနဲ့အတူတူနှုတ်သဘောတူနေလိုက်ရတာတို့သွားဖြစ်တတ်တယ်။ပြော်ဒီကလာမှာချစ်သူမရှိတဲ့သူတွေရတတ်တယ်လို့ပြောတယ်နော်။ဒါပေမဲ့လို့ချစ်သူပဲရရအိမ်အောင်ပဲကြကြမကောင်းဘူးပြ။ မလွတ်လပ်တဲ့သူတွေနဲ့သွားဖက်သက်မိတဲ့အခါအဆက်တကွယ်အကျိုးနဲ့ဖြစ်တတ်တယ်နာမည်ကုန်သီးခါလေးကြာအောင်ဖြစ်တတ်တယ်အဲ့လိုဖြစ်လို့ရှိရင် तू ကတတ်ဆိုင်တဲ့လူတယောက်နဲ့ယောက်တိရုံပဲမဟုတ်ပဲနဲ့ line mode တွေပါလေးပြန်တာတွေနာမည်ကုန်သီးခါလေးကြာတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒီမှာအမျိုးသမီးလေးတွေတို့ကကျွန်တော်မာဒီယာလေးရှိလို့ပါအယံခယူဆိုင်ပါဒီကလာမှာနာမည်ကုန်သိခါကြာတရားလေးတွေဖြစ်တော့နေပုံထိုင်ပုံသွားပုံလာပုံလေးတွေသတိထားမယ်နာမည်ပြက်တာလေးတွေ အဲတချို့ဒီဖုန်းထဲဟာတွေတချို့ပေါ့လေပြန့်နှံ့သွားတာမျိုးတွေအဲအဲ့ဒါမျိုးတွေကအစားသွားကြုံရတတ်တယ်နော်ဘုဒ္ဓကူသားသမီးတွေဒရိထားပါလို့ထက်တယ်လည်းအကြံပေးခြင်းနဲ့ငွေကြေးနဲ့ပတ်သက်လို့ရှင်တော့လေဒီကလာမှာငွေကြေးလုံးဝလက်မလုံးမိပါစေနဲ့နော်အဲငွေကြေးလက်လုံးလိုက်တဲ့ငွေကြေးလေးတွေကပြန်မရတာပဲစုံနာမျိုးလေးတွေများတယ်တဲ့ဗျအဲ့တော့လက်ထက်ပတ်စံရလို့ရှင်လည်းလေပြန်ပြန်ပြီးထွက်တာဖြစ်တဲ့အတော့ခုနကလိုအိမ်တက်နိုင်အိမ်ဝယ်ပါအဖတ်တင်တာလေးတွေတခုခုလောက်ထားပါဗျာနော်အဲ့ဒါမှလည်းသိနေအောင်မယ်လက်ထက်ထားလို့ရှင်တော့မမြင်ပါဘူးဗျာနော်အဲ့ဒီစကားလေးမမေ့ပါနဲ့ ပြီးတော့ဒီကာလမှာဗုဒ္ဓဟူသာသမီတွေလောင်ကစားလုံးဝမလုပ်ပါနဲ့နော်လုပ်ရင်ဘယ်သူမှလည်းမကင်နိုင်တရားမင်းလည်းဆင်းကယ်လို့လည်းမရနိုင်တဲ့အနေအထားဖြစ်သွားပါလိမ့်မယ်အရန်စိတ်ဘူးလို့ပါအရေးကြီးလို့နော်ပြီးတော့ကျွန်တော်အဟောရတာလေးတွေလည်းအားလည်းနာပါတယ်မာဒီယာလေးရှိလို့အရေးကြီးလို့နော်ကိုကံလေးကိုသိရင်ရှောင်လို့ရအောင်မလို့စနေခိုက်တယ်လို့ခေါ်တယ်ဗျအဲ့တော့ဘာဖြစ်လဲဆိုတော့မင်းအစိုးရနေပတ်သက်ပြီးတော့ညှိစုံသွားတာမျိုးလေးတွေဖြစ်တတ်တယ်ဥပမာဗျာအစစ်မှုထမ်းတဲ့ကိစ္စမျိုးလေးတွေဖြစ်စေ အဲဒါမှမဟုတ်လို့ရှိရင်တခြားအကြောင်းအရာဖြစ်စေအဖန်စီကံအစစ်စေးမင်းများခံရတာအချုံအောင်ထောင်တန်းကြတာအဲရောရောကရောပြဿနာဖြစ်ရှင်းရတဲ့ကိန်းရှိတယ်ကိုဘကမန်တယ်ဆိုရင်တေချာပေါင်းအနိုင်ရမယ်သို့တော့မားတယ်ဆိုရင်တော့ဒကြားမင်းစင်းကလည်းမရနိုင်တဲ့အနေအထားဖြစ်လိမ့်မယ်နော်အဲအဲ့ဒါကြီးအရန်ဂယူဆိုင်ပါကျွန်တော်အစ်တခုသွားစိတ်ပူပါတယ်နော်အကျမ်းမကြီးနဲ့ပတ်သက်လို့ရှိရင်ဘာဖြစ်တယ်လဲဆိုတော့ကျမ်းမကြီးမှာအဆုတ်နဲ့ပတ်သက်တဲ့ယောဂအစာရင်နဲ့ပတ်သက်တဲ့ယောဂနည်းနည်းလေးပြင်းထန်လိမ့်မယ်မပေါ့ဆန်းနဲ့နော်စီအဆုတ်အစာရင်လို့ခေါ်ပါတယ်အမျိုးသားတွေဆိုတော့စီယောဂများပါတယ်ပါနော် ပြီးတော့အစုပ်အစာရင်အမျိုးသမီးတွေပို့ပြီးသတိထားပေးနော်ဒီကနေ့မှာအချမ်းမကြီးညာလို့ဆင်းအောင်ဆင်းကံပြမယ်ဆိုရင်တနင်္ဂနွေသားသမီးဆရာဝန်နဲ့ပြရင်ပို့ပြီးတော့ကောင်းတယ်အလုပ်တွေဘာတွေလုပ်မယ်ဆိုရင်လည်းတနင်္ဂနွေသားသမီးဆရာဝန်နဲ့အဆရာ sorry တနင်္ဂနွေသားသမီးတွေနဲ့ပူးတွဲပြီးလုပ်ပေးပါဗျာနော်ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုရင်အိမ်အယောင်းဝယ်လုပ်တာတွေအိမ်ဆောက်ပစ္စည်းရောင်းဝယ်တာတို့အိုးရောင်းတာတို့အုပ်ရောင်းတာတို့အိတ်ရောင်းတာတို့အဲ့ဒါတွေကဒီကနေ့မှာအကျိုးပေးတဲ့အထက်မှာပါပါတယ်ဗျာနော်အထူးသဖြင့်အခြေအိမ်တော်ရောပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ပါဒီကနေ့မှာ စနေအင်ကအဲ့ဒီနံ၄ကိုအကြောင်းပြုပြီးတော့စိတ်ညစ်စိတ်ဒုက္ခရောက်ရလိမ့်မယ်အထူးသတိထားပါအခြေအိမ်တော်ကြီးတွေမတန့်ရှင်းတဲ့အခြေအိမ်တော်ကြီးတွေကြောင့်ရှုပ်ရှက်ခတ်တဲ့အနေထားကြီးတွေသွားကြုံရတတ်တယ်ရှစ်တဝခန်းနောက်ဆုတ်ခတ်ကြုံရတဲ့သတိထားနော်တခုဆိုရင်တနည်းနဲ့သာသမီအကျိုးပေးတယ်စနေအင်ကဒုက္ခပေးမယ်ထပ်ထပ်ပြီးတော့ဂရုစိုက်မယ်နော်အစားစာတွေပါတယ်စားတဲ့အခါမှာအစာမစေးမဖြစ်တာမျိုးတွေကြုံရတတ်တယ်ဟိုစိတ်လေးတွေကလေးနေသလိုဖြစ်နေတတ်တယ်ဗျအဲစိတ်နဲ့ပတ်သက်ပြီးတော့အထူးသတိထားနော်ဂရုစိုက်ပေးပါ တချို့တကြတော့ဒီကလာမှာငှောက်အောင်မြန်လူများတွေမြန်ဆုံးပြောကားတွေနဲ့ပြုစားနှောက်ရက်ထားသလားဆိုတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်အဲဘယ်သူမှမပြုစားပါဘူးဒီကိန်းချမ်းကြောင်ဒီတိုင်းဖြစ်တယ်ဆိုတာလေးသိသိချင်းနဲ့ပြီးတော့တခုမှသာရှိတယ်ဒီကလာမှာပြပသွားဖို့ကြိုးစားနေတဲ့သူတွေဆိုရင်မသွားဘဲနဲ့လက်ရှိနေရာလေးမှာပဲခဏလောက်နေပါအောင်ဗျာနော်သွားဖို့လာဖို့လေးတွေကခက်ခဲတာလေးတွေလွှဲချော်တာလေးတွေဖြစ်တယ်လို့မကြပါဘူးအဲတိတ်မကြခင်မှာပဲသွားမယ်ကိန်းလေးတွေအလိုလိုပေါ်လာမယ်ဒီတစ်ပတ်ထဲမှာတော့သွားကိန်းလေးတွေမရှိသေးဘူးဆိုတာလေးသိသိချင်းနေပြန်နော် ဇွန်လ13ရက်14ရက်15ရက်18ရက်18ရက်အဲ့ရက်တွေကတော့အများကိစ္စတွေအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအစင်းမင်းတာဝန်တွေထမ်းဆောင်ရတဲ့တဲ့ယာရုတိုးတဲ့ကိန်းအနေထားရှိတဲ့ခေါင်းဆောင်ဖြစ်တယ်လို့ခေါ်တာဗောလေမိသားစုမှာဆိုလို့ရှိရင်လည်းဖြစ်နေတဲ့ပြဿနာတွေအားလုံးကိုကိုကလိုက်ပါဖြေရှင်းဆောင်ရွက်နိုင်စွာရှိတဲ့အနေထားတွေကြုံရတတ်တယ်ရှေ့တော့ကနောက်ဆုံးအခက်ဖြစ်နေတာတွေရက်တက်နေတဲ့လုပ်ငန်းတွေကိုအဲ့ကာလမှာပြန်လဲစတင်လုပ်လို့ရတဲ့အနေထားတွေဖြစ်လာနိုင်မယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ရည်ရွယ်ထားတာရှိလို့ရှိရင်ရည်မှန်းချက်လေးတွေအောင်မြင်လိမ့်မယ်။ရတနာတဲ့ပညာရေးတွေကိုပြန်ပြီးစတင်အကောင့်ထဲပို့လို့အကောင်းဆုံးသောကာလလို့ခေါ်ပါရကြနော်။ ဇွန်လ12ရက်16ရက်အဲ့ရက်ဒီမှာတော့အမှုပြဿနာမဖြစ်အောင်နေရတယ်ငုတ်ထုတ်ထိုင်နေတဲ့အမှုပြဿနာတွေဖြစ်တာလူကြီးရင်ရောက်တာရေကြောင်ကြောက်ပြဿနာဖြစ်တာလေးတွေကြုံရတတ်တယ်။နှုတ်စည်းမဆောက်တဲ့သူတွေကိုအကြောင်းပြုပြီးတော့ခိုစကားဒီပိုဒီစကားဟုတ်ဖို့နဲ့အဲ့မှာရင်စိတ်ဝမ်းတွေကွဲကြပြီးပြဿနာအနောက်ရှက်တွေဖြစ်တာနော်လူမှုရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးအရှက်တကွဲအကျိုးနဲ့ဖြစ်တာလေးတွေကြုံရတတ်တဲ့သူကအထူးသတိထားပါ။ဂျက်မိုင်းညာရင်မျက်စိတို့စီးအဆုပ်အဆိုင်နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တဲ့သူကစိတ်ုံစိတ်ကံပြေးရတာမျိုးတွေဖြစ်တတ်တယ်။အဲပြောအောင်မယ်စိုင်းကယ်တွေပါစီးရင်တစ်ချက်သတိထားအက်ဆီဒန့်ဖြစ်တတ်တဲ့ဂိမ်းရှိတယ်နော်ဂယူဆိုင်ပါ။ ဆိုင်ကလုံးဝအဝင်မတော်ပါဘူးเนาะမမေ့ပါနဲ့အဲ့တော့ဒီကာလမှာကန်ဒီယာရဲ့ထောက်မမှုတွေဒီအပြေဝရအောင်အနီရောင်ပန်းရောင်ခဲရောင်အစိမ်းရောင်တို့ကိုအဓိကထားဝတ်ဆင်တုံဆွဲပေးပါသစ္စပန်းရောင်စုံအောင်တပေပန်းအုံညုံအုံပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုဝယ်တဲ့ဖရားမှာဖရားမန်ကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလတ်ပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်တုံဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေအဲဘုဒ္ဓကူတာသမီတွေကိုလေဒီတပတ်တာကာလမှာကောင်းတဲ့ကံလေးတွေပို့ကောင်းပြီးအညံ့လေးတွေပြေဝအောင်ရရရလေးခြေရမယ်ဗျာ ဲ့တော့ဘလို့ရရချီရမလဲဆိုတော့အုံနှုတ်ခေါက်ဆွဲလေးကိုအဲလူတန်းပြအောင်လူတန်းပေးပါဗျာနော်အပြင်အရင်ဆုံးတော့ဖျားဆုံးတော့ကပ်မယ်နော်ပြီးလို့ရှိရင်တက်ကြီးရွယ်ဦးတွေအနီးနာပတ်ဝန်းကျင်အနီးနာချင်းတွေကိုအဲဒါနာပြုလူတန်းတွေးပေးမယ်ကိုယ်တိုင်နဲ့စားသုံးမယ်အလိုရှိရာလေးဆန္ဒပြုဆုတောင်းခြင်းအဖြစ်အလိုရှိရာလေးတွေပြေဝလာလိမ့်မယ်ဗျာနော်ကြုံရတဲ့အညံခိုက်တွေပြပြောက်ချင်တယ်ဆိုရင်ကျမ်းမာရေးညံ့နေတဲ့အဖိုးဖွားတွေရဟန်းတန်ဃာတော်တွေတက်ကြီးရော်တွေကိုတက်နိုင်သလောက်ဆေးဝါးဒါနလေးလူတန်းပြအောင်လူတန်းပေးလိုက်ပါဒါဆိုရင်တော့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ် ဘုရားကူသာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်